စကိုင်းနဲ့မန္တလေးကိုဗဟိုပြုပြီးဖြတ်အားဖြင့်မြင်းကလင်ကြီးလှုပ်ခတ်ခဲ့တာဒီနေ့ဆိုရင်6လပြည့်ခဲ့ပါပြီစကိုင်းတိုင်းစကိုင်းမြို့နယ်ရေခါအင်းအနီးကိုဗဟိုပြုပြီးတော့ Raiders Gate ခွန်ဒရမခွန်အဆင့်အင်းအားဖြင့်ငလင်ကြီးနဲ့7မိနစ်သာချာပြီးတရဦးမြို့နယ်ကိုဗဟိုပြုပြီးပြင်းအားဖြင့် Raiders Gate 6ဒရမ4အဆင့်ရှိတဲ့မြင်းကလင်ကြီးထွက်လာခဲ့တာကြောင့်မြမသမိုင်းတစ်လျှောက်မှာလူသေဆုံးမှုနဲ့ပျက်စီးဆုံးရှုံးမှုအများဆုံးဖြစ်စေခဲ့ပါတယ်ငလင်လှုပ်ခတ်ပြီးအရေးပေါ်ခဲ့စေလုပ်ငန်းတွေကိုရော ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေကိုရောလုံလောက်အောင်မလုပ်နိုင်ခဲ့လို့ပြည်သူတွေပိုပြီးအထိနာခဲ့ပါတယ်။ဒါအပြင်နောက်ဆက်တွဲမြေငလျင်တွေလှုပ်ခတ်နေလို့ငလျင်တဲ့ပြည်သူတွေဟာစိတ်ဒဏ်ရာတွေရပြီးအခက်ခဲတွေရင်ဆိုင်နေရဆဲဖြစ်ပါတယ်။ဒါကြောင့်ဒီငလျင်ကြီးကတင်ငန်းစာတွေနဲ့အနာဂတ်မှာငလျင်ဘေးအနေရရော့ပါသွားအောင်ဘလို့ပြုမှုနေထိုင်တင်တယ်ဆိုတာတွေကိုမြေငလျင်ပညာရှင်ဒေါက်တာမျိုးတန်ကို People's Pen ကဆက်သွယ်မေးမြန်းထားပါတယ်ရှင်။ငလျင်ကြီးလှုပ်တာဒီနေ့ဆိုရင်6လပြည့်ပါပြီ။ ငလျင်တန်တင့်ခဲ့တဲ့ဒေသတွေမှာနောက်ထပ်ငလျင်နဲ့ပတ်သက်ပြီးစိုးရိမ်စရာရှိပါသလားဆရာ2025ဒီမက်စလာဒီပြင်းအားပေါ်လေခွန်တတမခွန်ငလျင်နဲ့အဲ့လှုပ်ပြီးခဲ့တာ ခုဆိုရင်ဒါ6လတောင်ရှိခဲ့ပြီပေါ့နော်ဆိုတဲ့အခါကျတော့အဲ့ဒီငလျင်တန်တင့်ခဲ့တဲ့ပြည်သူတွေအနေနဲ့တော့ ျွန်တော်တို့နောက်ထပ်ငလီရင်နဲ့စိုးရင်စရာဆိုတာကတော့ဒါနောက်ဆက်တဲ့ငလီရင်တွေပေါ့နော်နောက်ဆက်တဲ့ငလီရင်တွေကတော့အခုချိန်ထိကျွန်တော်တို့တောက်လျှောက်ဟိုလှုပ်နေတယ်ဆက်လေလှုပ်နေနိုင်တယ်ပေါ့နော်အဲ့တော့ပြင်အားကျွန်တော်တို့ငါအဲတသမာ၅ဝင်းကျင်လောက်အမြင့်ဆုံးပေါ့လေအဲ့ဒီနဲ့အောက်ကျွန်တော်တို့ဟိုပမာဏရှိတယ်နောက်ဆက်တဲ့ငလီရင်တွေကတော့လှုပ်နေလေဦးမယ်အထူးအထူးသဖြင့်ပေါ့လေကျွန်တော်တို့ဒီ အမြောက်ဘက်ကနေစပြောမယ်ဆိုလို့ရှင်တော့ကျွန်တော်တို့ဒီစင်ကူးလောက်ကနေပေါ့လေစပြီးတဲ့ကကြတော့ကျွန်တော်တို့တောင်ဘက်အဆက်သွားလိုက်မယ်ဆိုရင်ဒါစကိုင်းမန္တလေးဟိအမိထီလာအနေပြည်တော်ထိပေါ့ဆိုတော့ဒီဒေသတွေကဒီတောင်မြောက်ပေါ့လေအဲဒီတလျှောက်ကစကိုင်းပြည်တလျှောက်က ဟိုအေရီယာတွေကတော့ခုနပြောခဲ့တဲ့နောက်ဆက်တွဲငလင်းတွေဒီအဲခန်းစားအဲလှုပ်နေမှာပဲဒီအတွက်ကျွန်တော်တို့စူရင်စရာတော့ရှိလိမ့်မယ်မထင်ဘူးအဲတော့ဟိုဟိုဘယ်လိုခေါ်မလဲဒါသဘောတဘာဝအတိုင်းပဲကျွန်တော်တို့လှုပ်နေတယ်လို့ယူဆမှာပေါ့အကယ်၍ကျွန်တော်ကအဲပထမငလင်းကြီးလှုပ်ပြီးတဲ့အချိန်မှာဟိုဟိုငလင်းတန်ပေါ့လေဟိုဟိုခန်းစားတင့်လိုက်တဲ့အဲ့ဒါအဆောက်အဦဒီအနေနဲ့ကျွန်တော်ပြန်လဲပြီးတော့ ပြုပြင်တိဆောက်တာတွေလုပ်ပြီးပြီမိမိအိမ်ကဘယ်လိုခေါ်မလဲဟိုလုံးဝပေါ့လေဟိုခုနပြောလိုက်တဲ့နောက်ဆက်တွေအမြင့်ဆုံးနောက်ဆက်တဲ့ငလျင်ပမာဏ9.5ခန္ဓာရရှိလောက်တဲ့အထိကျွန်တော်စဉ်းပြပြီးဆိုလို့ရှိရင်တော့ကျွန်တော်ထင်တယ်အများပြည်သူလူထုအနေနဲ့သူတို့ဖြစ်ပေါ့လေငလျင်တန်ခံရတဲ့ပြည်သူလူထုအနေနဲ့စိုးရင်စရာမရှိဘူးလို့တော့ကျွန်တော်တို့ပြောကြရမှာပေါ့ဟုတ်ကဲ့နောက်ဆက်တွဲငလျင်တွေလှုပ်တိုင်းမှာငလျင်တဲ့ပြည်သူတွေဟာကြောက်လန့်နေကြပါတယ် ဒီအကြောက်တရားကိုကြော်ဖြတ်ဖို့ဆိုရင်အကောင်းဆုံးနည်းလမ်းကဘာဖြစ်မလဲဆရာအဲ2025ဒီပြင်အားပေါ့လေခုနကတမခွန်ရှိတဲ့ဒီငလင်လုတ်ပြီးတဲ့နောက်ပေါ့လေအဲနောက်ဆက်တဲ့ငလင်တွေကြောင်းမို့လို့ကျွန်တော်တို့ပြည်သူလူထုအနေနဲ့ဟိုဟိုထိတ်လန့်ကြရတာရှိတာပေါ့ ဟိုဆိုတော့ထိတ်လန့်မယ်ဆိုရင်ထိတ်လန့်စရာပေါ့တိုးတော်လည်းပဲခုနကကျွန်တော်ပြောလိုက်တလူပဲအဲ့တော့မိမိအိမ်ဒီနောက်ဆက်တဲ့ငလင်းလှုပ်လို့ခုနပြောတယ်ငါတမန်ငါပြင်အားပတ်ချလဲလောက်ထိကျွန်တော်တို့ဟိုဟိုလှုပ်တဲ့ဒဏ်ကိုဟိုကျွန်တော်တို့ဟိုခံနိုင်တဲ့အဆင့်အထိရှိနေတယ်ဆိုလို့ရှင်တော့ပြည်သူလူထုအနေနဲ့ဆိုရင်စရာမရှိပါဘူးအရန်ကြီးကျွန်တော်တို့ကိုကြောက်ရွံ့ထိတ်လန့်နေဖို့မလိုဘူးလို့ကျွန်တော်တို့ပြောပါမယ်အခုထုတ်သဖြင့်ပေါ့လေဒီ2025 အခုပြင်အားခွန်တမခွန်ရှိတဲ့ငလျင်လှုပ်သွားတဲ့စခိုင်းပြတ်၍အပိုင်းတလျှောက်က ပြည်သူလူထုအနေနဲ့ပေါ့လေအဲဆိုရင်စမ်းမရှိဘူးလို့ကျွန်တော်ပြောရပါလိမ့်မယ်ဟုတ်ကဲ့ငလျင်ချောက်ကြန့်ခိုင်မှုထိခိုက်သွားတဲ့အိမ်တွေအနေနဲ့ပေါ့နော်လုံလောက်တဲ့ပြင်ဆင်မှုတွေလုံမထားနိုင်သေးရင်ရောအန္တရာယ်ဘယ်လောက်ရှိပါသလဲဆရာ6လတောင်ရှိပြီဆိုတဲ့အခါကျတော့ကျွန်တော်တို့ထိခိုက်သွားတဲ့အိမ်နေနေပေါ့ကျွန်တော်ထင်တယ် ဟိုကျွန်တော်တို့ဟိုမြန်မာနိုင်ငံငလင်ကော်မတီကဟိုဟာလုတ်ပြီးတော့ aqua clinic လို့ဟာမျိုးတွေလုတ်တယ် assessment တွေလုတ်တယ်ဆိုတဲ့အခါကျတော်တော်များများတော့ပြည်စည်းသွားပြီးလို့တော့ယူဆနိုင်တာပေါ့လေဟိုဆိုတဲ့အခါကျတော့ဟိုငလင်တန်းတော်တော်ခံစားတော်တော်ခံလိုက်ရတယ်ပေါ့လေဟိုအပြည့်အစည်အတော်ကိုဟိုအနေလို့မရအောင်များတဲ့အဆောက်အဦတွေအနေနဲ့ဆိုလို့ရှိရင်တော့ကျွန်တော်ထင်တယ်ဟိုဟိုဆောင်ရွက်တင်တာတွေဆောင်ရွက် ပြီးလောက်ပြီလို့တော့ယူဆမိတယ်ဟိုအကယ်၍ခုနပြောသလိုဟိုဟိုအတော်တန်ပျက်စီးသွားတဲ့အဆောက်အဦတွေအနေနဲ့တော်တော်လေးပျက်စီးသွားတဲ့အဆောက်အဦတွေနဲ့အဲ့လိုမျိုးလုံလောက်တဲ့ပြင်ဆင်မှုတွေမရှိဘူးဆိုလို့ရှိရင်တော့ဟိုဟိုဟိုလိုအပ်တဲ့ပေါ့လေဟိုဟိုပြင်ဆင်ဆောင်ရွက်မှုတွေရအောင်မြန်မြန်လေးလုပ်တာတော့ကောင်းတယ်။အင်းလိုအပ်လို့ရှိရင်လည်းခုနပြောသလိုပေါ့လေဟိုကျွန်တော်ထင်တယ်တော်တော်များများတော့ပြီးလောက်ပြီးတော့ယူဆမိပါတယ်ဖြူချတင်းတဲ့ဟာကြီးလည်းဖြူချကြရမယ်။ အဲနောက်တစ်ခါဟိုပြန်ပြီးတော့ပေါ့လေ retrofit လုပ်တဲ့ဟာတွေလည်းအဲလုပ်ကြပြီးလောက်ပြီးပြီအဲ့တော့ကဲရွေးမလုပ်ရသေးဘူးဆိုရင်တော့ခုနပြောသလိုနောက်ဆက်တွဲငလင်းအဲလှုပ်နိုင်တဲ့အတွက်ကြောင့်မို့လို့ဒါတော့သတိထားပြီးတော့ဟိုနေထိုင်အဲပြုမှုဆောင်ရွက်နေကြလိမ့်မယ်လို့တော့ယူဆမိတယ်အကြံပြုလို့လည်းပေါ့ဟုတ်ကဲ့နိုင်ငံတကာမှာဆိုရင်ရောဒီလိုမျိုးဖြတ်အားပြေးငလင်းဘေးကျုံပြီးလို့ရှင့် ်သက်ဆိုင်ရာအစိုးရတွေကဘယ်လိုမျိုးပြန်လည်ထူထောင်မှုတွေလုပ်ပေးလိမ့်ရှိလဲရှင်ခုနိုင်ငံတကာမှာတော့ကျွန်တော်တို့ကအစိုးရကဟိုဟိုအထူးသဖြင့်ပေါ့လေဟိုဟိုမိမိတို့နိုင်ငံနဲ့အနေနဲ့အခုလိုမျိုးပေါ့ကကြီးမားတဲ့ငလင်းကြီးတွေလှုပ်နိုင်တဲ့ပြိုက်ပြီးတွေရှိနေပြီဆိုလို့ရှိရင်တော့ချိုးတင်ပြင်ဆင်မှုတွေဆောင်ရွက်ကြရတာပေါ့အဲ့တော့လုံးတင်ပြင်ဆင်တိုက်ပြင်ဆင်တဲ့ဟာတွေအားလုံးကိုကျွန်တော်တို့ကချိုးတင်ပြင်ဆင်ထားတာပဲ ဲ့တော့ဟို national အစိုးရနိုင်ငံတော်အစိုးရလက်နေနဲ့ပေါ့လေ national level ကျွန်တော်ပြင်ဆင်မှုတွေဆောင်ရွက်ကြတယ် aqua preparedness plan တွေပေါ့လေငလင်းနဲ့ပတ်သက်တဲ့ကြိုတင်ပြင်ဆင်မှုတွေဆောင်ရွက်ကြရတယ်အဲနောက်တစ်ခါဟိုခုနအထူးသဖြင့်ပေါ့နုံနာပေးရမယ်ဆိုရင်စကားစကိုင်းပြည့် ဒီလူမျိုးပေါ့လေအပြင်အာကြီးမားတဲ့ငလင်းတွေလှုပ်နိုင်တဲ့ပြက်ရွေမျိုးဖြတ်သွားတဲ့နေရာတွေမြို့တွေတိုင်းပြည်နယ်တွေပေါ့လေအဲဒါတွေကလည်းပဲခုနပြောလို့ region state အဲ level light ဒီငလင်းနဲ့ပတ်သက်တဲ့ preparedness တွေရုပ်တင်ပြင်ဆင်မှုတွေကျွန်တော်တို့ဆောင်ရွက်ထားကြရတယ်ဆိုတော့ city level နဲ့ city level မှုလို့ the level theory ပေါ့ local level အထိကျွန်တော်တို့က ဟိုဟိုဆောင်ရွက်ကြရတာပေါ့လေခုနရက်ွက်လဲရက်ွက်လိုက်ကြီးရွာလဲကြီးရွာလိုက်မြို့တိုင်းနဲ့ပြည်နယ်နောက်ကနိုင်ငံတော်အစိုးရအဆင့်တနိုင်ငံလုံးအတိုင်းအတာအထိကုလုံးပြင်ဆင်မှုတွေကကျွန်တော်တို့ကြိုတင်ပြီးတော့ဆောင်ရွက်ထားကြရတယ်အဲ့လိုကျွန်တော်တို့ပြင်ဆင်ထားမှသာလေအကျိုးတင်ပြီးတော့ပြင်ဆင်ရတယ်ဆိုတဲ့အခါကဘာကိုပြောတာလဲဆိုတော့ဟိုဟိုကလင်းနဲ့ပတ်သက်လို့ကျွန်တော်တို့ကလုတ်ခဲ့မယ်ဆိုလို့ရှိရင် ဟိုငလင်းအန်ဒီပြမြေပုံနေပေါ့ဘလောက်ထိခံစားနိုင်တယ်လဲဆိုတာမျိုးဒီအဲဆွဲထားတယ်အဲနောက်တစ်ခါငလင်းလုတ်ခဲ့မယ်ဆိုရင်အသေးပြောက်ဘလောက်ထိများနိုင်တယ်အဆောက်အပြက်ဘလောက်ထိများနိုင်တယ်စသည်ဖြင့်ပေါ့အဲလိုမျိုးကျွန်တော်တို့ဟို risk map ဒီပေါ့လေဟိုကျွန်တော်ငလင်းကြောက်ဟိုပျက်စီးဆုံးရှုံးနိုင်ကြီးကိုပြတဲ့အန်ဒီပြမြေပုံတွေလည်းကျွန်တော်တို့ဆွဲကြရတယ်အဲ့ဒါလေးကြည့်ပြီးတော့ ဟိုခုချုပ်တင်ပြင်ဆင်မှုတွေဆောင်ရွက်ကြရတာပေါ့။ဒါချုပ်တင်ပြင်ဆင်မှုတွေဆောင်ရွက်တော့လေဟိုဘာတွေကျွန်တော်တို့လုပ်ဖို့လိုအပ်တယ်ဆိုရင်ချက်ချင်းလည်းငင်ပေါ့ emergency response ပေါ့ရေးပေါ့ဘလို့တုံ့ပြန်ရမလဲ။အဲ့ဒါဘလို့ဒီဟိုငလင်းအတန်တင်းတဲ့ပြည်သူတွေဟိုထိခိုက်တဲ့အနာတရားဖြစ်တဲ့ပြည်သူတွေကိုကျွန်တော်တို့ကဘလို့ဟိုကျန်းမာရေးဆောင်ရှောက်မှု ပေးကြမလဲ။ဘလို့ကဲထုတ်ကြမလဲ။အဲနောက်တစ်ခါဟိုငလင်း ဒဏ်သင့်တဲ့သူတွေအတွက်ယာယီဒီအဆောက်အဦရရောဘယ်နေရာတွေမှာဟိုဟိုဟိုစောက်ကြမလဲဘယ်နေရာတွေမှာယာယီနေခူးနေထိုင်ဖို့ရာအတွက်ပြင်ဆင်ပေးထားမလဲပေါ့နိုင်ငံတကာမှာတော့အဲ့လိုဆဲလ်တာတွေစောက်ထားကြတာဟိုဆိုတဲ့ခါကျတော့ကျွန်တော်နိုင်ငံမှာတော့အဲ့လိုဟာမျိုးတွေမရှိဘူးဒါကြိုတင်ပြင်ဆင်မှုပေါ့အဲ့တော့အဲ့လိုမျိုးကြိုတင်ပြင်ဆင်မှုရှိခဲ့မှသာလေကျွန်တော်ငလင်ကြီးတွေလှုပ်ခတ်ပြီးတဲ့အခါမှာကျွန်တော်တို့ကပြန်လဲပြီးတော့ effectively ပေါ့နော်ထိထိရောက်ရောက်တုံ့ပြန်နိုင်မှာဖြစ်တယ်အဲ့တော့အဲ့လိုမျိုးရေးပေါ်ကျွန်တော်တို့ပြန်ကြရမယ်အဲ့တော့ပထမ24နှစ်အတွင်းဘယ်လိုတုံ့ပြန်ကြမလဲအဲခုနပြောလိုက်တဲ့ကျွန်တော်ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းတွေနေရာချထားတဲ့လုပ်ငန်းတွေအဲနောက်တစ်ခါကျွန်တော်တို့အရေးပေါ်လိုအပ်တဲ့ကျွန်တော်တို့ကပစ္စည်းတွေကျွန်တော် ထောက်ပံ့ကြရတာအစားအသောက်ရေးစသဖြင့်ပေါ့အဲလိုအပ်တဲ့ဆောင်းဝတ်ထဲ အကုန်လုံးကျွန်တော်တို့ဒါတွေကိုအစိုးရတွေကနေပြီးတော့ထောက်ပံ့ပေးကြရတယ်။အဲလိုအပ်လို့ရှိရင်နိုင်ငံတကာအကူအညီတွေတောင်းဒါမျိုးတွေဆောင်ရွက်ကြရတာပေါ့။အဲ့တော့ပြီးကြမှာခုနပြောခဲ့တဲ့ long term plan ကိုပြန်ရေးဆွဲကြရတယ်။အဲ့တော့ငလင်တန်တင့်တဲ့ပြည်သူလူထုအနေနဲ့အိုးနေစရာအဲအိမ်နေကျွန်တော်တို့မရှိတော့ဘူးလုံအောင်ပြိုကျပျက်စီးသွားတယ်ဆိုရင်ကျွန်တော်တို့ထောက်ပံ့ကြရမယ် housing အနေနဲ့အဲ့တော့ယာယီအစားအုပ်တွေအနေနဲ့နေထိုင်တာကဘယ်လားအထိကျွန်တော်တို့ ခုဆိုရင်ရှိမှာမဟုတ်ပါဘူးလေဆိုတော့ဟိုဟိုဟိုဘလူတွေကျွန်တော်တို့တို့ရဲ့အိုးအိမ်တွေကိုပြန်လဲတိဆောက်တဲ့အခါမှာအစိုးရကဘလူတွေကျွန်တော် support ဟိုပေးมาလဲပေါ့ဟိုထောက်ပံ့ငွေတွေဘလူတွေပေးมาလဲအဲခုနကပြောသလိုရောင်းချတဲ့အဲဆောက်ဦးတိဆောက်ဖို့ရာအတွက်ပေါ့လေဟိုဟိုပြန်လဲပြီးတော့ကျွန်တော်တို့တိဆောက်တဲ့အခါမှာလိုအပ်တဲ့အကူအညီတွေဘလူပေးမလဲပေါ့လိုအပ်တဲ့အကူအညီဆိုတာကဟိုငွေနောက်တစ်ခါ ဟိုတင်းနေဆောက်အောင်ဆောက်တဲ့အခါမှာလိုအပ်တဲ့ပစ္စည်းတွေကိုလွယ်လင်းတကူထောက်ပံ့ဝယ်ယူနိုင်မှုအတွက်ကျွန်တော်တို့ပြင်ဆင်ပေးတာ၄နောက်တစ်ခါဟိုအင်ဂျင်နီယာတွေကဒီဒီသားမှာဆောက်လုပ်တော့မယ်ဆိုလို့ရှိရင်ဘလူတွေကျွန်တော်တို့ဆောက်လို့ရမလဲဆိုတာကိုလည်းပဲအကြံဉာဏ်ပေးတာစသည်ဖြင့်ပေါ့တကယ်အများကြီးကျွန်တော်တို့အစိုးရမှာတာဝန်ရှိတယ်အစိုးရကဆောင်ရွက်ပေးကြရတယ်ပေါ့လေဟိုဟိုဒါကကျွန်တော်ဟိုခေါင်းထဲရှိတဲ့လောက်ကျွန်တော်တို့ပါလဲဆိုလို့ရှိရင်ဟိုနမူနာပေးကြည့်ရတာပေါ့ တကယ်တမ်းဆိုလို့ရှိရင်တော့ဟိုဆိုးရွားကကျွန်တော်တို့တော်တော်များများဟိုတာဝန်ရှိတယ်တာဝန်ယူဆောင်ရဲ့ပေးကြရတယ်။ event ပေါ့ကျွန်တော်တို့ကဒီလိုကယ်ဆယ်ရေးလုပ်ငန်းတွေဒီအေးကျွန်တော်တို့နိုင်ငံအခုလုပ်လိုက်တာဟိုလူမှုပါခေါ်မလဲ။ဒီအသင်းဖွဲ့တွေကလည်းပဲအရင်ကတော့အခုကာလမှာဟိုလည်းမဖြစ်ဘူး။ဟိုလွတ်လပ်လပ်လပ်ဆောင်ရွက်နိုင်တဲ့အနေအထားမရှိဘူး။အဲ့တော့ဟိုနိုင်ငံတကာမှာတော့ကျွန်တော်တို့ဒီအခုလိုမျိုးပေါ့အာမီက အဲဒီလိုရှာဖွေကယ်ဆယ်ရေးလုပ်ငန်းတွေကိုဟိုအင်တိုင်းအားရိုက်ပေါ့လေအဖြည့်ပြင်းပြီးတော့ပြုကုကုကြီးကယ်ဆယ်ရေးတွေလုံဆောင်ပေးရတာပေါ့အခုကဒါမျိုးလုံဆောင်နိုင်ခြင်းလည်းအဲမရှိဘူးပေါ့အဲ့တော့ဒါတွေကကျွန်တော်တို့ဟိုပြည်သူပြည်သားတွေအတွက်တကယ်ဟိုဟိုအချိန်ခါမတင်တဲ့အချိန်မှာဟိုအချိန်မှားပြီးတော့ငလျင်လုံလိုက်တာကကျွန်တော်တို့တကယ်စိုးမှုတစ်ခုလို့ပြောကြမှာပေါ့လေအဲ့ ဟိုတပူပေါ်နှစ်ပူဆင့်တာပေါ့နော်နိုင်ငံတော်ကအဲ့ဒါအာဏာသိမ်းထားလို့မလို့ဟိုဒုက္ခပေါင်းစုံပေါ့လေဟိုခံစားနေရတဲ့အချိန်မှာဟိုဒါတဘာဘာဘေးပေါ့အရှိရာတော့လူလုတဲ့ဘေးပေါ့ဗျာအခုကတော့တဘာဘာဘေးအဲ့ဒီလိုခံစားကြရတာပေါ့ဟုတ်ကဲ့ဘူမိဗေဒလိလာချက်တွေအရဆိုရင်ရောငလျင်ဘေးနဲ့ပတ်သက်ပြီးနောက်ထပ်သတိပြုရမယ့်ဒေသတွေကိုရောပြပြပြပအောင်ဆရာ အဲ့ကျွန်တော်တို့ကတော့ဒီငလင်လှုပ်ပြီးကလေးကတတိပေးတာပေါ့ဒီငလင်ကတော့နောက်ဆက်တွဲကတော့ဆက်လှုပ်နေလိမ့်မယ်နှစ်ချီပြီးကြလိမ့်မယ်ပေါ့နော်ခုနပြောသလိုပြင်အားလည်းပဲငါတတမငါဝင်းကျင်ကနေပြီးတော့ဟိုအမြင့်ဆုံးအထိပေါ့တောက်လျှောက်လှုပ်နေနိုင်တယ်အဲဒါကတော့ကျွန်တော်ပြည်သူလူထုအနေနဲ့ပြည်သူလူထုကိုပေါ့သူတစ်ဖြင့်ဒီငလင်လှုပ်သွားတဲ့စကိုင်းပြည့်ရဲ့အပိုင်းတစ်လျှောက်ကပေါ့စကိုင်းပြည့်ရဲ့အပိုင်းဆိုတော့သူကဟို ကျွန်တော်စင်ကူးလောက်ကနေပြီးတော့စကိုင်းပြည့်ရွေးရကျွန်တော်တို့ခုနေပြီးတော့အဲတောင်ဘက်ကျွန်တော်တို့ဒီဟိုဟိုဘာလောက်ထိပေါ့လေဖြူလောက်ထိကျွန်တော်တို့ဒါခန်းစားကြတာအဲ့ဒီအပိုင်းကလူတွေကတော့နောက်ဆက်တွဲငလင်းကိုဟိုလောက်ပဲကျွန်တော်တို့ဟိုတရီထားစရာလိုတော့တာအဲ့တော့ဒီအပိုင်းကလွယ်လို့ရှိရင်ဒီအပိုင်းရဲ့ကျွန်တော်တို့2017ပေါ့အော်တပိချင်းကလေးလှုပ်တဲ့အပိုင်းကလွယ်လို့စကိုင်းပြည့်ရွေးတစ်ချောင်းမှာအခြားအပိုင်းတွေကတော့ကျွန်တော်တတိထားဖို့လိုလာတယ် ဲ့တော့ဟို2017တပိတ်ချင်းကလေးရဲ့မြောက်ဖက်အပိုင်းနေပေါ့လေကျွန်တော်တို့စကိုင်းတိုင်းထက်ပိုင်းတို့မြေကြီးနာကချင်ပြည်နယ်ဒီ area တွေကလည်းပဲတည်ထားဖို့လိုအပ်တယ်အဲ့တော့ထူးနီးတူစွာပဲတောင်ဘက်အပိုင်းရှိတယ်ခုနကပြောလိုက်တဲ့ဖြူကတွေစပြီးတော့တောင်ဘက်ပေါ့နော်ဘကူးငလင်းအပိုင်းမျိုးတွေစကိုင်းပြည့်ရဲ့ဘကူးအပိုင်းမျိုးတွေအဲ့ဒီဒီတာကဒီပတ်ဝန်းကျင်ကပေါ့ event ကျွန်တော်တို့ရန်ကုန်မြို့ကစပေါ့တော့ဟို1900ကျွန်တော်တို့ ဒီ30ပေါ့လေဟဲ့ဘကုန်းငလင်းနောက်ဆုံးလုတ်ခဲ့တယ်အဲ့တော့ခုဟိုနှစ်ပေါင်းကျွန်တော်ဘယ်လောက်ရှိနေပြီလဲ95ပတ်ချာလဲလောက်ရှိနေပြီဒါဆိုရင်ဟိုပြင်အားကျွန်တော်တို့ခွန်ပတ်ချာလဲနဲ့ထဲလောက်ရှိတဲ့ငလင်းတွေကလှုပ်မယ်ဆိုရင်လှုပ်လာနိုင်တဲ့အနေအထားတွေကရခိုင်နှုန်းများလာတယ်ဒါကြိုတင်ပြင်ဆင်မှုတွေတတိထားဖို့လူအပ်လာတယ်ပေါ့ဒါတော့ကျွန်တော်စကိုင်းပြည့်ရွေးနေပြောကြတာပေါ့ထုံနည်းတူစွာပဲကျွန်တော်အခြားအပိုင်းတွေလည်းပဲရှိတာပေါ့လေ အဲဥပမာဆိုရင်ကျွန်တော်တို့ကကြောက်ကြံပြက်ပြည့်လို့ဟာမျိုးဆိုလို့ရှိရင်ဒေါက်တာဆိုးမင်းတို့လေ့လာထားတာ segment အပိုင်း၃ပိုင်းရှိတယ်အဲတော့ဟို1912ပေါ့မိမျိုးငလျင်လှုပ်တဲ့အပိုင်းတွေကလွဲလို့ကျန်တဲ့နှစ်ပိုင်းကလည်းပဲဒါသတိထားဖို့လိုအပ်တာဆိုတော့အဲ့လိုပြက်ပြည့်အတီးတီးဟာပေါ့ရှမ်းပြည်နယ်လဲရှမ်းပြည်နယ်လောက်ပြက်ပြည့်တွေရှိနေတယ်အဲနောက်တစ်ခါပြောမယ်နောက်ပတ်ချင် လည်းပြည့်ပြီးသည်ရှိနေသည်တဲ့နောက်တစ်ခါအဲတတိုနစ်နဲ့ပြောမယ်ဆိုလို့ရှိရင်တော့အိန္ဒိယမြေတူချက်နဲ့ဗမာမြေတူချက်နဲ့တိုက်နေတဲ့နောက်ဘက်ကအာအဲ့ဒီဘူမိပိတာဖြစ်စဉ်ကလည်းပဲငလျင်တွေလှုပ်လာနိုင်နေပေါ့လေဆိုတော့ဟိုအားလုံးဟိုကျွန်တော်တို့ဟိုခုနပြောသလိုဒီ2017တို့ တာလီငလင်းလေ2017လုတ်ခဲ့တယ်2012တပိတ်ချင်းငလင်းလုတ်ခဲ့တယ်အခု2025ပြင်အားခုနသမခွန်ရှိတဲ့ငလင်းကြီးလုတ်လိုက်တယ်ဆိုဒီဟာတွေကိုနမူနာယူပြီးတော့ဂျန်တဲ့ဟိုမြို့နယ်တွေကလည်းပြင်ဆင်ထားကြမယ်ဂျန်တဲ့မြို့တွေကလည်းပေါ့လေအဲဒါစကိုင်းပြက်ရွေး sorry ပြက်ရွေးငလင်းလုတ်နိုင်တဲ့ပြက်ရွေးအသီးဒီဝင်းကျင်မှာရှိတဲ့ဟာတွေကအဲ့တော့ကျွန်တော်တို့မြန်မာနိုင်ငံအတွက်ငလင်းလုတ်နိုင်တဲ့ကျွန်တော်တို့ဒီ ရပြည့်ပြည့်မြေပုံလေးရှိတယ်ငလင်းအန်တဲ့ပြမြေပုံလေးရှိကြတယ်ပုံမှန်တော့ update တောက်လျှောက်လုပ်နေရမှာပေါ့လေကျွန်တော်တို့နောက်ဆုံးလုပ်ခဲ့တာကအဲ2018 update model ရှိတယ်ဟို report တွေဘာတွေမရေးလိုက်နိုင်တော့တိတ်မတုံးဖြစ်ကြဘူးခုလက်ရှိချိန်ထိတော့2023ကကျွန်တော်တို့ develop လုပ်ခဲ့တဲ့မြေပုံကိုအများစုသုံးနေကြတာပေါ့လေဆိုတော့ဟိုဒါလေးတွေကလည်းပဲအများပြည်သူတို့အနေနဲ့ကျွန်တော်တို့သတိထားပြီးတော့ကိုရင်းဖြစ်ကြမှာပေါ့ဟိုဆောင်ရွက်ကြမှာပေါ့ အဲ့တော့ပြောဖို့ရာလည်းကျွန်တော်အမြဲတမ်းပြောသလိုပေါ့အာနာစရာတော့ကောင်းတယ်အဲ့တော့ခုကာလမှာဆိုးရကဟိုအာနာဟိုစစ်တက်ကအာနာတင်းထားတဲ့အာနာတင်းထားတဲ့စစ်တက်ကလည်းပဲကျွန်တော်တို့ဒီရာလေးကိုဆောင်ရွက်ပေးနိုင်ခြင်းမရှိဘူးအဲ့တော့မပေးတဲ့အပြင်တောင်မှပဲသူကတောက်လျှောက်ဟိုတင်းမဲ့ဟိုစီးရေးပဲကျွန်တော်တို့ဆောင်ရွက်နေဒါအိုးဆိုတဲ့အခါကျတော့ဟိုဟိုပြည်သူလူထုကမိမိဘာသာမိမိပဲကျွန်တော်တို့ဆောင်ရွက်ရမယ်သဘောရှိတယ်အဲ့တော့ NUG အစိုးရ ဟိုရင်းဖြစ်တဲ့နေရာတွေကဟိုပါလေဟိုစိုးမှုတဲ့နေမြေတွေမှာလည်းပဲအဲအကန့်သက်တွေကတော့အများကြီးရှိနေတာပေါ့လေ NUG area မှာလည်းပဲအကန့်သက်ဆိုတာကကျွန်တော်တို့ဟို financial ဟိုရင်းဖြစ်တဲ့ဟိုငွေဟိုပါကောမလဲဟိုဟိုဘာနာငွေပေါ့လေအခက်ခဲအကန့်သက်ရှိတယ်နောက်တစ်ခါ human resources ပေါ့လေလူသားချင်းမြေကန့်တတ်တည်ရှိတယ်ဆိုလိုတာကဆောက်လုပ်ရေးပြင် engineer စသည်ဖြင့်ပစ္စည်းအဲအကုန်လုံးအကန့်တတ်တည်ရှားထဲမှာဆောင်ရွက်ကြရတာဆိုတဲ့အခါကျတော့ပြည်သူလူထုအနေနဲ့တော်တော်လေးကိုဟိုဟိုပါခေါ်မလဲဟိုဟိုအချက်တဲ့ကာလမှာတတိထားပြီးတော့ဟိုနေထိုင်ပြီးတော့ပြုမှုဆောင်ရွက်ကြရမှာပြင်ဆင်ထားကြရမှာပါအဲ့တော့ကျွန်တော်တို့ကအမြဲတမ်းပြောတာတော့ဒီ Facebook ဒီမှာ အွန်လိုင်းမှာပေါ့လေဟိုငလေးများနဲ့နေထိုင်ခြင်းဆိုတဲ့စာအုပ်တရှိတယ်။ဒါမလုတ်ခင်လုတ်နေစေလုတ်ပြီးကျွန်တော်ဘာတွေဆောင်ရွက်ကြရမလဲဆိုတာမျိုးလေးတွေအဲဒါလေးတွေကိုကျွန်တော်တို့ကအတတိထားကြရမယ်။အဲဒါတောင်မှပဲဟိုအင်တာနက်ရတဲ့နေရာ ဖြစ်အောင်မှအဲ့ဒီဒေတာတွေကဆိုတော့ဒီလူလေးတွေအခက်အခဲရတော့ရှိတယ်။ဒါမှမဟုတ်ကျွန်တော်တို့ကကြံပြူလာတော့ပြုတ်လိုက်တယ်။အဲအာနာစရာတော့ကောင်းတယ်ပေါ့နော်။ဟုတ်ကဲ့။နောက်ဆုံးမေးချင်တာကတော့ဒီပြီးခဲ့တဲ့ match က28ရက်ကလောက်ခတ်ခဲ့တဲ့ငလျင်ကြီးကနေပြီးတော့ ပြည်သူတွေကဘာတွေကိုသင်ခန်းစာယူသင့်လဲဒါကိုရောအကြံပြုထောက်ပြပေးပါအောင်ဆရာအဲ့တော့သင်ခန်းစာကတော့ကျွန်တော်တို့ဟိုမြန်မာနိုင်ငံမှာနည်းနည်းဟုတ်ရင်ဖြစ်တာကဟိုသတိထားမိတာကပါလဲဆိုတဲ့အခါကျွန်တော်ကျွန်တော်သဘာဝပြီးတစ်ခုဖြစ်လိုက်ပြီဆိုလို့ရှင်တော့ဖြစ်ပြီးတဲ့အချိန်မှာတော့ကျွန်တော်တို့ကအာသွေးပူတဲ့အချိန်မှာနည်းနည်းထိတ်လန့်ကြတာပေါ့နော်ဒါပေမဲ့ပြီးသွားတဲ့အခါမှာခုနပြောလို့ဟိုပြင်ဆင်ဆောင်ရွက်မှုတွေကဟိုဘာကောင်းလဲအဆင်အဆင်ပေါ့ အစိုးရအစင်းစင်းကလည်းပဲဟိုကျွန်တော်ဆောင်ရွက်ဖို့ရအတွက်အားနေတယ်အစိုးရအစင်းစင်းဆိုတာခုနပြောလို့ national level ပေါ့နိုင်ငံတော်ဟိုတနိုင်ငံတော်အတိုင်းတာနိုင်ငံတော်အစင်းအစိုးရခုနပြောတဲ့တိုင်းနယ်ပြည်နယ်အစိုးရမြို့ရရွာရက်ကွက်ရက်ကွက် ပေါ့ဒါတွေကအစ level လိုက်ကျွန်တော်တို့ကအစင်းစင်းပြင်ဆင်ဆောင်ရွက်ကြမှာပြီးသွားပြီဆိုလို့ရှိရင်တော့သူမိသွားပြီးတော့ဆက်လက်ပြီးတော့လုပ်ကင်ဆောင်ရွက်ရမယ့်ဟာတွေကိုကျွန်တော်တို့ကမလုပ်ဖဲနဲ့ အဲနေတတ်တဲ့အလေထားလေးကြီးရှိနေခဲ့တာပေါ့အဲ့တော့နမူနာဆွေးချယ်ဥပမာဆိုရင်2008ကျွန်တော်နာကေ့စ်အဲမုံတိုင်းတိုက်လို့မလို့ကျွန်တော်တို့ဟိုဒယ်လတာပေါ့လေဟိုပင်လယ်ကမ်းရိုးတန်းဒေတာတွေတော်တော်ခန်းစားလေရတယ်အဲ့ AR ဒေတာတော့စိုးစုံပေါ့လူပေါင်းသိန်းချီပြီးတည်တယ်လေအဲ့တုန်းကအဲ့တော့အဲ့ဒီတုန်းကတောင်မပဲကျွန်တော်တို့ဟိုဟိုအပြည့်စီဒေပြောက်တော်တော်များခဲ့တဲ့တဘာဝဘေးတခုကျုံခဲ့တယ်။ဒါပေမဲ့နောက်ပိုင်းဟိုရင်းဖြစ်တဲ့အခါမှာ ဟိုဒီတဘာဝဘေးနဲ့ပတ်သက်ပြီးတော့ချုပ်တင်ပြင်ဆင်မှုတွေကခုနကပြောသလိုဟိုလိုအပ်တာထက်တော့သူကအားဆိုင်မှုတို့ဟိုစတူဆပ်ပတ်ပေါ့လေဟိုအဲ့ဝဆူရအတီးဒီကကျွန်တော်တို့အပံပိုးမှုတွေကကျွန်တော်နဲတော့နဲခဲ့တာပေါ့ဒါလေးတွေကကျွန်တော်တို့အတွက်တော့ဟိုနမူနာယူဖို့ကောင်းတယ်အဲ့တော့ဘာဖြစ်ဖို့လိုသလဲဆိုတဲ့ခါကြတော့အဲ့တော့ပြည်သူလူထုအနေနဲ့တော့ဟိုတဘာဝဘေးနဲ့ဆိုင်နဲ့ပေါ့လေ ဟိုဟိုသိပညာတွေကျွန်တော်တို့သိဖို့ဟိုရယူထားဖို့ကျွန်တော်လိုအပ်တယ်အဲဒါကပြည်သူတွေမှာလည်းတာဝန်ရှိတာမဟုတ်တော့ဘဲနဲ့အကုန်လုံးပေါ့ခုနပြောတဲ့အစိုးရနောက်တစ်ခါပညာရေးနယ်ပယ်ကလူတွေဆရာဆရာမတွေ event ပေါ့ကျွန်တော်တို့ကမလုပ်ဖို့လိုအပ်သလားတဲ့ဆိုတော့ဟိုဟိုစာသင်ကြားတဲ့နေရာမှာ အဲ့ဒါမူလာတန်းကနေစပြီးတဲ့အခါကျတော့အထက်တန်းအလယ်တန်းစသည်ဖြင့်ပေါ့စင်းစင်မှာဒီတဘာဝဘေးနဲ့ပတ်သက်တဲ့ပေါ့လေကိုတင်းဒီပညာရက်ဆိုင်ရာတွေကို ထဲသွင်းပြီးတော့သင်ကြားဖို့လိုလာတယ်အဲ့တော့ဟိုလူငယ်တွေကိုနိုင်ကမိမိရဲ့ဒေသမှာမိမိနေထိုင်တဲ့ပေါ့လေဟိုတိုင်းပြည်နယ်ဒေသတွေမှာဘလို့တဘာဝ ဘေးအန္တရာယ်မျိုးတွေအများစုဖြစ်တတ်တယ်လေအဲ့လိုမျိုးတဘာဝဘေးဒဏ်ကိုကျွန်တော်တို့ခံနိုင်ဖို့ရာအတွက်ဘာတွေကျွန်တော်တို့ပြင်ဆင်ထားဖို့လိုတယ်လေဘာတွေဆောင်ရွက်ကြရမလဲဆိုတာမျိုးတွေကအဲ့ဒီအနေနဲ့တစ်ဆင့်မှာကျွန်တော်တို့တွားကြရမှာပေါ့အဲ့တော့ចောင်းသူចောင်းသားတွေဆရာဆရာမတွေပြည်သူလူထု community ပေါ့အားလုံးပူးပေါင်းဆိုးရပူးပေါင်းအဲ့တော့သက်ဆိုင်ရာ sector တွေပေါ့နော်အဲ့တော့ပညာရေးချမ်းမာရေးအဲဆောက်လုပ်ရေးဟိုတကယ်ကဏ္ဍအပေါင်းစုံကအဲ့ဒါပူးပေါင်းပြီးတော့ကျွန်တော်တို့ဟို ဟိုဆောင်ရွက်ထားကြတာမျိုးဆိုတဲ့ခါကျတော့ဒါမျိုးလေးတွေဟိုဟိုပါခုံးမလဲအဲထွန်းကားဖို့ရာအတွက်ပေါ့လေထာတွေထွန်းကားဖို့ရာအတွက်နမူနာတော့ကျွန်တော်တို့ယူကြရမယ်ဟာတွေလို့ပြောရမယ်ပေါ့နော်ဟုတ်ကဲ့ဒါတော့အကြည့်အမြင်ပါပဲတကယ်တကယ်သိသိပြောမယ်ဆိုရင်တော့တော်တော်များများပြောဖို့ဆွေးနွေးဖို့ဆောင်ရွက်ကြဖို့လိုတာပေါ့ဟုတ်ကဲ့ပါကျေးဇူးတင်ပါတယ်ခက် People's Pain ရဲ့မင်းမြတ်မှုကိုဖြေချပေးတဲ့အတွက်ကျေးဇူးထူးတင်ပါတယ်ဆရာ